မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မျှဝေသောမဲ့ပေအကြောင်းအရာလေးကတော့ကျွန်တော်ကနန်းရှောင်းလုံးအပြေးခွေယူတဲ့နီးကိုကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ပါနော်တွန်နီနဲ့တကွာတင်ပြပေးသွားမှာဖြစ်ပါတယ်โอเคတွန်နီလေ့လာကြည့်ပြတော့မိတ်ဆွေတို့ကြိုက်တယ်ဆိုမှယူပါနော်ကျွန်တော်ဒီလေ့ရှင်းနဲ့ကိုရှောင်းနဲ့တပင်ကနေ9363များလေးလေးရှားပေးသွားတဲ့တပင်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် ရှူရဲနီကတော့ဒီရှောင်းနဲ့ဒီငားနဲ့ပေါင်းရှင်းကဆက်တည်ဖြစ်ပါတယ်တင်ပြရင်းမယ်ပေါ့နော်ကိုကို၄နဲ့မြောက်ထားတာဖြစ်ပါတယ်ကိုလေးဒီ36ကိုနီနဲ့ပေါင်းရှင်း38ကိုရှင်းပေးယူတယ်ဒါဆိုရင်တင်းနဲ့ရှင်းနဲ့ထပ်ပေါင်းတော့900ရတယ်ပေါ့နော်9 3 9 3တင်းနဲ့ကိုနီနဲ့ထပ်ပေါင်းတော့4 5ပေါ့နော်အဲ့ဒီမှာ6လုံးရတာဖြစ်ပါတယ်9 3 9 3တင်းနဲ့5ထက်ကသူရှားပြီးတော့တာနောက်ထပ်တစ်ပြေမှာက3 9 4 4ဖြစ်ပါတယ်3 9ရဲ့4ရဲ့3 9 4 4အပူပေါ့နော် ဒုံညလေးလေးဖြစ်ပါတယ်။ Okay အဲ့ဒီနှစ်အတိုင်းပဲပေါ့နော်ကျွန်တော်ဒုံညလေးလေးတပင်ကနေဒီနှစ်နှစ်တခြားပြီးသွားတဲ့တပင်ကိုထပ်ပြီးလေ့လာကြအောင်လေးရဲ့နှစ်ရဲ့ပေါင်းချင်းက6 3လေးလေး7နှစ်နှစ်နဲ့ဒီနှစ်နဲ့ပေါင်း4ဆိုတဲ့အတွက်6နဲ့4နဲ့ထပ်ပေါင်းတော့30၊ဒုံညာ3နဲ့3 3ကိုနင်းနဲ့ပေါင်းရှင်းက6။ဒုံညာ3နဲ့3 5 6မှာရှားပြီးသွားတာကနင်းနေသေးဖြစ်ပါတယ်။ဒုံညာလေးလေးပြီးတော့နင်းနေသေးဆိုတဲ့အတွက်အဲ့ဒီ6လုံးထက်က3ရဲ့2ရဲ့အပူဖြစ်ပါတယ်ဗောနော်။ โอเคนี่นี่ติติเป็นกันนี่อบออยู่ในนี้เต็มไปทับไปเลยล่ะจีอ๋อดีนี่เนี่ยကိုနဲ့ထပ်ပေါင်းမယ်ဗောနော်နင်းနဲ့ကိုပေါင်းတာက7ဖြစ်ပါတယ်၄တုံညာလီတုံညာကိုနင်းနဲ့ထပ်ပေါင်းရှင်း1နဲ့နင်းပေါင်းရှင်း300ရဲ့အတွက်ကြောင့်မို့3 4 5 6ယူပြီးရင်နင်းနဲ့ထပ်ပေါင်းတာဗောနော်8 9 3 4 5 6 9ထက်က6ပြီးတော့တာက7 4 3ဖြစ်ပါတယ် ဒါကြောင့်မို့အဲ့ဒီမှာကျွန်တော်ရှောင်းလုံးထက်က3ရက်4ရက်6ရက်8လေး3ချပေးသွားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်8လေး3တပင်ကနေထပ်ပြီးလေ့လာကြည့်မယ်ဗောနော်ဒီ၄နဲ့ဒီ၅နဲ့ပေါင်းရှင်းက6ဖြစ်ပါတယ်။8လေးလီက30နဲ့2ကိုနေနဲ့ပေါင်းရှင်း4ဗောနော်။တပန်း6နဲ့4နဲ့ထပ်ပေါင်းတော့3 3 5 6 6ကိုနေနဲ့ပေါင်းရှင်း8 9 3569ထဲကတူရှားပြီးတော့တာက663ဖြစ်ပါတယ်။643ပြီးတော့နောက်ထပ်တစ်ပင်မှာ663ဖြစ်တယ်ပေါ့နော်။ဒါကြောင့်မကျွန်တော်ဒီ6လုံးထဲက6ရက်7ရက်3ရက်6 63ချပေးသွားခဲ့တာဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်6ရက်9ရက်ထပ်ပေါင်းမယ်ပေါ့နော်။ဒီ6နဲ့9ပေါင်းရှင်း73ပလေးတက်လီလေးကိုနင်းနဲ့ပေါင်းရှင်း600ရာရဲ့အတွက်3နဲ့6နဲ့ထပ်ပေါင်းတာ9ဖြစ်တဲ့အတွက်ကြောင့်မို့9တုံညာတင်နစ်နစ်ကိုနင်းနဲ့ပေါင်း၄၅ ကိုတုံများတင်းနဲ့လေး၅ထဲကခြားပြီးသွားတာဒီနှစ်တုံညာကိုဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီရှောင်းလုံးထဲကကိုရဲ့တုံညာရဲ့နှစ်ရဲ့နှစ်တုံညာကိုဖြစ်ပါတယ်ခင်ဗျာ။ရှောင်းလုံးထဲကတုံလုံးအပါယူมาဖြစ်ပါတယ်ဗောနော။တုံညာနဲ့တုံညာနဲ့ပေါင်းချင်းတုံညာဖြစ်ပါတယ်။64မီ20နဲ့4 25 26ကိုရှောင်းဝေးကြည့်မယ်။တုံညာနဲ့ရှောင်းနဲ့ထပ်ပေါင်းတော့6 6 8 9 9ကိုကြာမှနင်းနဲ့ထပ်ပေါင်းတာ17 17 6869တင်းနေထဲကခြားပြီးသွားတာဒီခုံခုံကိုဖြစ်ပါတယ်အပူပါနော်ဒါကြောင့်မို့ဒီခြားလုံးထဲကခွန်ရကိုရခုံခုံကိုဖြစ်ပါတယ်โอเคခုံခုံကိုတပင်ကနေအပွားယူတဲ့နေ့တိုင်းပဲပေါ့နော်ခွန်နဲ့6နဲ့ပေါင်း73ဖြစ်ပါတယ်ရှစ်လေးဒီ30နှစ်30နှစ်ကိုနေနဲ့ပေါင်း34ကို၄ပဲကြီးတယ်3နဲ့၄ပေါင်းရှင်းခွန်ခွန်ရှင်း9တုံညာကိုနေနဲ့ထပ်ပေါင်းတာက2 3 ခွန်ရှိကိုတော်များနဲ့တုံးချောင်းလုံးထဲကရှားပေးတော်တာဒီခွန်တုံညတုံညဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီချောင်းလုံးထဲကခွန်ရဲ့တုံညရဲ့ခွန်တုံညတုံညပေါ့နော်။နောက်ထပ်ဒီတုံညနဲ့လေးနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ခုနရတပင်ကနေထပ်ပြီးလေးလာကြအောင်ပေါ့နော်။တုံညနဲ့လေးပေါင်းချင်းလေးလေးလေးဒီ16ဆက်ခွန်17ကိုရှင်းပေးကြည့်တယ်။လေးနဲ့ရှင်းပေါင်းစနေရာတွေအတွက်1 3 4 5လို့ယူပြီးရင်9ကိုနေနဲ့ထပ်ပေါင်းရှင်းခွန်8 အဲ့ဒီရှားလုံးတဲ့ကရှားပြီးတော့တာက300ဖြစ်ပါတယ်။ခုနှစ်ရပြီးတော့နောက်ထပ်တစ်ပြင်မှာ300ဆိုတဲ့အတွက်ရှားလုံးတဲ့က300ရခွန်ရ300ဖြစ်ပါတယ်။300တပြင်ကနေထပ်ပြီးလေတာကြည့်အောင်ခွန်နဲ့6ပေါင်း73ရတာဖြစ်ပါတယ်။လေးနဲ့လီရှိရှင်းနဲ့နှစ်ပေါင်း30 3နဲ့3ညာနဲ့ပေါင်းရှင်း300ရတဲ့အတွက်3 4 6ယူပြီးရင်နှင်းနဲ့ထပ်ပေါင်းတာပေါ့နော်ရှင်း 3569ထဲက69လေးချပေးသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီရှောင်းလုံးထဲက၄ရက်၊7ရက်၊9ရက်၊69လေးဆိုပြီးချပေးသွားခဲ့တာဖြစ်ပါတယ်ပေါ့နော်။တနည်းအားကျွန်တော်တို့ဒီ9နဲ့9နဲ့ထပ်ပေါင်းတာ14ဖြစ်ပါတယ်။၄တလီက၄ပေါ့နော်။နင်းနဲ့ပေါင်းချင်း6ဖြစ်တဲ့အတွက်၄နဲ့6ပေါင်းချင်း30ရတာဖြစ်ပါတယ်။၃ည3 3ကိုနင်းနဲ့ပေါင်း5 6 တော်များတင်းနေ356ထဲကခြားပြီးတော့တာက963ဆိုတဲ့အတွက်အဲ့မှာ3ရဲ့5ရဲ့6ရဲ့ပါနော်963ဖြစ်ပါတယ်။ Okay 0953ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်6အလေးထိန်ကိုယူတယ်ပါနော်69ပေါင်း35ခွန်လေးလီ20နဲ့ရှစ်ကိုနင်းနဲ့ပေါင်းရင်30ပေါ့နော်9နဲ့3များနဲ့ပေါင်း9 968ရှစ်ကိုနင်းနဲ့ပေါင်း31 င်းရှောက်ခွန်ရှိတုံများတစ်ထဲကနောက်ထပ်တစ်ပြေမှာ6ရှိခွန်ချပေးသွားခဲ့တဲ့အတွက်ကြောင့်မို့အဲ့ဒီမှာ6ခွန်ရှိ6ရှိခွန်ဖြစ်ပါတယ်နောက်ထပ်ဒီ6ခွန်နဲ့ထပ်ပေါင်းတော့5ပေါ့နော်5ပဲကြီးမှာဖြစ်ပါတယ်လေးတုံညာလီတုံညာကိုနေနဲ့ပေါင်းရှင်းနေ9နဲ့နေပေါင်းခွန်ရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တနည်းအရောက်ခွန်ရှိ9တုံညာတုံညာကိုနေနဲ့ပေါင်းနေ3ခွန်ရှိ9တုံညာနေ3ထဲကရှားပြီးတော့ဒါဒီနေနဲ့ခွန်ဖြစ်ပါတယ် နေနေခွန်ဆိုတဲ့အတွက်အဲ့ဒီမှာရှောင်းလုံးထဲကခွန်ရနေရနေနေခွန်ဖြစ်ပါလေပေါ့နော်ဒါဆိုရင်ရှစ်တင်အတွက်ကကျွန်တော်တို့ဒီတော်နည်းအရာနည်းနဲ့နေပေါင်းရမှာဖြစ်တဲ့အတွက်လေးရပါတယ်။လေးလေးလျာ16ကိုနည်းနဲ့ပေါင်းတာ18ကိုရှင်းပေးရည်တယ်။လေးနဲ့ရှင်းနဲ့ထပ်ပေါင်းတာက12ရာတဲ့အတွက်ကြောင့်မို့တော်နည်းအရာ2345ကိုနည်းနဲ့ပေါင်းခွန်း6 ကျွန်တော်တို့အရာဒီရှောင်းလုံးထက်က၃လုံးတော့မဟုတ်အပူအပါဘောနော်ရှားပေးတော့မလားဆိုရလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဘောနော်ဒါကကျွန်တော်တို့အရာကျွန်တော်တို့မိတ်ဆွေများလေးလာလို့ရအောင်ရည်ရွယ်ပြီးတော့သင်ပြပေးရှင်းတာဖြစ်ပါတယ်ဘောနော်မိမိတို့ကြိုက်တယ်ဆိုမှအသုံးပြုပါခင်ဗျာတောင်ညာလေးလေးကနေအဲဒီတော့နည်းအရာတောက်ချောက်ကိုပေးနေတာဖြစ်ပါတယ်ဗောနောချစ်ချိန်မှာတော့ဆက်ပေးမပေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဗောနော ရှောက်ရှိခွန်နိနေခွန်တရှိချိန်မှာတော့တနည်းအရ2345ခွန်ချစ်ဆိုပြီးတော့ရနေတာဖြစ်ပါတယ်ဗောနော်ဒါကတော့ကျွန်တော်အဲအပြီးကဏ္ဍ6လုံးယူတယ်နိတနည်းနံပါတ်2ဖြစ်သွားမယ်ဗောနော်ဒါဒီတနည်းနံပါတ်2ဖြစ်သွားမယ်ရှေ့မှာကျွန်တော်တင်ပြထားတဲ့အပြီးခွေ6လုံးတနည်းနံပါတ်1ဖြစ်ပါတယ်ဗောနော်ဒီတနည်းနံပါတ်1ကတနည်းနဲ့ ရပေးထားတယ်ရှစ်ချောင်းခွန်အနေစားလိုက်ပါနော်၆၃၆၆၆၆၆၆၅၉၆၃ညာလေးလေးဆိုတော့ဒီမှာဒီနှစ်ခု၃ညာလေးလေးပါနော်၃ညာလေးလေးနိနိဒိချီလေး၃ရှစ်ချောင်း၃ညစ်၃ညာ၉ခွန်ခွန်၉ပါနော်ခွန်၃ညာ၃ညာ၃ခွန်ခွန်၈၉လေး၅၆၃၆၈ခွန်နိနိခွန်ဒီ20နှစ်ခုစလုံးပါနော်အဲ့ပြီးခဲ့တဲ့ဘက်မှာတော့ခွန်၈၉၃ညာ၃ဆိုတဲ့အတွက်ခွန်၈ည တုံးလုံးတူတယ်ဗောနော်အဲ့ဒီမှာတော့ခွန်ရနှစ်ရနှစ်နှစ်ခွန်ဖြစ်ပါတယ်ဒေရှိချိန်မှာတော့နှစ်3 4 9နှစ်3 4 9ဆိုတော့ကျွန်တော်တို့ကဏ္ဍ၅လုံးရမှာဖြစ်ပါတယ်ဗောနော်နှစ်3 4 9 6ရဒီမှာတော့နှစ်3 4 9 9 6ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တူနေတာကနှစ်3 4 9 6ဆိုပြီးကဏ္ဍ၅လုံးရမှာဖြစ်ပါတယ်ဗောနော် နေ3458ဆိုတဲ့အတွက်အဲ့ဒီ၅လုံးအထက်က၃လုံးတို့မဟုတ်အပူလားဗောနော်ဒါလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်တော်နည်းနှစ်ခုပုံသူအရာပေါ့နော်2356ဆိုပြီးရတယ်တေလျှောက်ရှိခွန်တပင်မှာ3ကဆိုရင်6892ဒီဘက်က6892ဆိုတော့ဒီမှာ6893လုံးပေါ့နော်6ရှိခွန်ဆိုပြီးရှားပြီးသွားတယ်တေရှိကြိမ်မှာတော့ကျွန်တော်5လုံးစလုံးတူနေတာပေါ့နော် ဒီနိနိခွန်တပင်မှာတော့ခွန်ရှင်းနေတူတယ်ခွန်နိခြားပြီးသွားတယ်ဗောနော်ဒီတပတ်မှာတော့ကျွန်တော်တနေ့အရာ2 3 4 5 6ထဲက3လုံးအပါလာဗောနော်ဒါဆိုရင်တရားလေးကိုကျွန်တော်ခွေပြပါမယ်နိ3 4ရက်နိ3 5ရက်နိ3 6ရက်ဖြစ်မယ်ဗောနော်ဒီနိ3ကိုတွဲရင်နိ3 6ဖြစ်မယ်ဗောနော်တပန်းကျွန်တော်နိ3တွဲပြီးတော့နိ4ကိုထပ်တွဲမယ်ဗောနော် နေတုံးသွေးပြီးတော့နေလေးကိုထပ်တွဲတော့နေလေး၅ရက်နေလေး၈ရက်ပေါ့နော် နေလေး၈ရက်နေလေးပြီးတော့နေ၅ကိုထပ်တွဲတယ်ပေါ့နော်နေ၅၈ရက်ဆိုပြီးရမယ်နေ၅ရှိပြီးတော့၃လေး၅ယူမယ်ပေါ့နော်၃လေး၅၃လေး၈ဖြစ်ပါလေ၃လေး၈ပြီးရင်၃လေး၈ပြီးတော့၃၅၈ရမယ်ပေါ့နော်၃၅၈ဖြစ်ပါလေ ချစ်3 5 6 3 5 6ပြီးတော့ကျွန်တော်4 5 6ပေါ့နော်။ Okay အဲဒီ၅လုံးကိုခွေလိုက်ရင်ဒီဟာလေးရမယ်ပေါ့နော်။နေ၄6 8 10ကွယ်ရတယ်ပေါ့နော်။အဲ့ဒီ10ကွယ်ကိုမှကျွန်တော်အများကြီးသိတဲ့အတွက်ကြောင့်မို့ပေါ့နော်။ကျွန်တော်အဲ့ဒီ6ခွန်8တန်းတန်း၃လုံးပေါင်းရှင်းပြိပေါ့နော်။ဒါလေးနဲ့ထပ်ပြီးတော့ညှိကြည့်မယ်ပေါ့နော်။ ။ဒါဆိုရင်ကျွန်တော်တို့ပရိတ်နဲ့ကိုက်ညီတာဆိုရင်ပရိတ်ကလည်းမဖောက်သွားခဲ့ဘူးဆိုရင်ပေါ့နော်နှစ်သုံးလေးဒီပရိတ်နဲ့မကိုက်ညီဘူးနှစ်သုံးငါးသုံးညပရိတ်ကိုက်ညီမှုမရှိဘူး။နေရှိတုံးတုံးတွေမကင်ညီဘူးပေါ့နော်နေလေးငါးဒီကနန်းသုံးလုံးပေါင်းရှင်းတိပရိဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာတိပရိပါတဲ့အတွက်နေလေးငါးတစ်ခုယူမယ်နေလေးရှိဒီပေါင်းလုံးပေါင်းရှင်းလေးပရိငါးပရိဒါကတော့ကျွန်တော်သုံးလေးသုံးလေးငါးဒီကနန်းသုံးလုံးပေါင်းရှင်းနေပရိပေါ့နော်သုံးလေးရှိဒီလည်းကျွန်တော်ပရိနဲ့မကင်ညီဘူး၃၅၈ ကနန်တလုံးပေါင်းရှင်းကကျွန်တော်16ပြိပါနော်16ပြိပါတွေအတွက်နှစ်ခုရပြီနောက်တစ်ခု58 58တိကနန်တလုံးပေါင်းရှင်း9ပြိဖြစ်တဲ့အတွက်ကျွန်တော်တို့ပြိနဲ့ကိုင်ညီတာဒီ3ွက်ရတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီ3ွက်ကိုကျွန်တော်တို့မိတ်ဆွေများတက်နေရင်တော့ကျွန်တော်တို့အားထားရင်တော့ပို့ပြီးတော့စိတ်ချရတယ်ပေါ့နော်အားကစားရင်တော့ပို့ပြီးတော့စိတ်ချရတယ်โอเคအဲ့ဒီ3ွက်ထဲကမှာပေါ့နော်ကျွန်တော်တို့ဒီ ပရိနဲ့ကိညီတာဗောနောထိတ်လေးပိတ်သုံးလုံးပေါင်းရှင်ပရိနဲ့ကိညီတာဆိုရင်ဒီမှာ၅လေးနိကပါပြီးသားဗောနောတေပရိကလည်းကောင်းတဲ့အတွက်ကီးတွေနဲ့ကိညီတာဆိုရင်၅လေးနိတဲ့ဖြစ်မယ်ဗောနောအဲ့ဒီ၃၅၈တုတ်ကတော့၉တုံများနိကီးလွတ်သွားတယ်ဗောနော၃၅၈၉တုံများနိကီးများဖောက်သွားမလားဗောနော၄၅၈တည်လေဒီမှာ၄၅၈တည်နိသုံးခွန်ကီးရဲ့၉တုံများနိကီးလွတ်သွားတယ်ဗောနောဆိုတော့ကျွန်တော်ဒီ၅လေးနိတဲ့တင်ပြီးတော့ဗောနော၅လေးနိကဒီမှာထိတ် စီအလေအပိတ်တင်ညီမှုရှိတယ်ဗောနော်ဆိုတော့ငါးလေးနှစ်သေးတင်ပြီးတော့ကျန်တာကိုပပရန်ထားမှာဖြစ်ပါတယ်ဗောနော်โอเคကျွန်တော်ငါးလေးနှစ်ရ3 5ရှိရ4 5ရှိရဗောနော်နောက်ထပ်အပူအနေနဲ့ကတော့ကျွန်တော်နှစ်နှစ်လေးရနှစ်လေးနှစ်ရဗောနော်ဒါလေးကတော့အပူဖြစ်ပါတယ်အပူဖြစ်ခဲ့မယ်ဆိုရင်ဗောခင်ဗျာโอเคဒါလေးကတော့ကျွန်တော်ညံမီတလောင်းဗောနော်90ရခဲ့နှုန်းခမန်းထားရှင်းတာဖြစ်ပါတယ် နေတုံးလေးငါရှိအပူအပါပါနော်ဒီငါလေးနေကိုတဲတင်ပြီးတော့ဂျန်နာကိုပပရန်သွားမှာဖြစ်ပါတယ်โอเคအားလုံးပဲကံကောင်းကြပါစေခင်ဗျာ